ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ။အာရခတ်တပ်တော်ကထိုးစစ်ဆင်နေတဲ့ရခိုင်ပြည်ကျောင်းဖြူမျိုးနွယ်မှာရှိတဲ့အမှတ်30နဲ့ရေတန်းရင်တိုက်ပွဲဟာပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအကြမ်းဆုံးနဲ့လက်နက်ချသူအများအပြားရှိတယ်လို့စုံစမ်းသိရပါဗျ အမှတ်30နှစ်ရေတိုင်ရင်ကို အာရခတက်တော်ကဇွန်လအစောပိုင်းကနေစတင်ပြီးတော့တရွေ့ရွေ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဇွန်လ14ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်200လောက်ကြာဆုံးက30ထပ်မနစ်ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာအမှတ်30နဲ့ရေတန်းရင်ထေးကိုမေလာကောင်ပိုင်းဟာစတင်ပြီးတော့စစ်သားနဲ့ရေတပ်ဖွဲ့ဝင်အင်အား300ထပ်မင်းကိုဖြည့်တင်းထားပြီးတညောင်းတီရေတပ်ဘက်ကနေစစ်ကြောင်းတကြောင်းတရုတ်စီမံကိန်းရှိရာမလက်ကျောင်းနဲ့အုံတော်ရွာကြားမှာစစ်ကြောင်းတကြောင်းနဲ့ရန်ကုန်ကျောင်းဖြူကားလန်းကစစ်ကြောင်းတကြောင်းစီနဲ့ဝိုင်းကူနေပါတယ် အဲ့ဒီလိုပါပဲဘင်္ဂလားပင်လယ်ဝါနဲ့တန်ဆင်းမြေအတွင်းနေရာယူထားတဲ့စစ်တမ်းဘောတွေနဲ့လေချောင်းကပြစ်ကူအပါအဝင်ဂုံးချိန်ကျေးရွာမှာအခြေစိုက်ထားတဲ့ခမရ942ခမရ943တပ်ရင်းတွေကလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်ပြီးတော့စစ်ကောင်စီကခုခံနေတာဖြစ်ပါတယ်။အမှတ်30နှစ်ရေတန်းရင်မှာပေ200လောက်မြင့်တဲ့ဒေသအခေါ်တိုးတန်းတောင်ပေါ်မှာရှိက လေးဖာလုံလောက်ပတ်ပတ်လေးကိုအုတ်တတိုင်းကာရန်ပြီးတော့ ဝန်ထမ်းအင်ယာနာနေဆောင် အစီဝေခံမှအင်ရိတ်သာရင်ရနာကိုတောင်းစားတဲ့အစာအုံ30ကျော်နဲ့တိဆောက်ထားပါတယ်။အဲ့ဒီ30နဲ့ရတန်းရင်မှာခမရ950နဲ့ခမရ953စစ်တပ်ရင်ရှိရာဂုံချွင်ရွာကို၄မိုင်လောက်တညောင်းဝတီရတပ်ဌာနချုပ်ကို9မိုင်လောက်နဲ့ကျောင်းဖြူမြို့နဲ့အဖျောင်းမိုင်၄မိုင်လောက်သာကွာတဲ့အတွက်စစ်ရဲအရအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။